မင်္ဂလာပါခင်ဗျာ AOD ကပက်စင်တင်ဆက်နေတဲ့ Editor စကားဝိုင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့စစ်ကောင်းဆောင်ရဲ့ Russia Keys မှာ Crony တွေဘာလိုက်လောက်ကြသလဲဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ AOD မြန်မာပိုင်း Editor ကျော်ခပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ AOD ရဲ့ Editor ချုပ်ကွန်စော်ဖြစ်ပါတယ်ကောင်းသောမင်္ဂလာပါမင်္ဂလာပါကိုကျော်ပါ ီအနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်မှာနောက်မှပေါ်လာတဲ့အချက်အလက်တွေကျွန်တော်ထပ်တွေ့ရတယ်အဲ့ဒါကတော့ခရိုနီလက်တစ်တွေလို့ခေါ်မှာပေါ့နော်ဒီခရိုနီလက်တစ်တွေတော်တော်များများလင်းနဲ့လိုက်သွားကြတာကျွန်တော်တွေ့ရတယ်ဥပမာလဲကျင်မှတ်တမ်းတွေရကျွန်တော်မြင်ရတာပေါ့ဆိုတော့ဒီခီးစဉ်မှာသူတို့လိုက်သွားတယ်ဆိုတော့ဟာကဘလူသဘောဆောင်လဲဒါနဲ့ပတ်သက်ပြီးရင်ဆက်ဆွေးနွေးပါကျွန်တော်ကတော့ဒီဒီပတ်လုံး အဲ့ဒီတင်ကိုစိတ်ဝင်စားလိုက်ကြည်တာရယ်ပြီးတော့ဒီတော့မှ drumming အကြောင်းနဲ့ပေါ့နော်အဲ့ဒါတွေကျွန်တော် like ဖတ်ရင်းနဲ့မှကျွန်တော် software တချို့လည်းပြက်တယ် software တွေပြက်နေတယ် software တွေပြင်ရမယ်အဲ့ဒါ anyway ဒီမှာ chrony တွေပါသွားတယ် chrony အစ်စ်တွေပါတယ်လဟောင်းနဲ့မှာတော့ကျွန်တော်တွေ့ရတာရွှေတန်းလွင်ဥကြော်ဝင်တွေ့တယ်ပြီးတော့အဲ့ထက်မှာတော့ဥအောင်ဇောဥအောင်မျိုးမင်းတင်ဥဇရာသူရမွန်နော်ပြောမယ့် season အဥထားပြည့်တဲ့ဥ A win ပြီးဒေါက်တာမြဟန်အတော်ချေသန်လုံနဲ့တထီးတယောက်ပေါ့နော်သူကမိုင်ဒဲကနောက်ဆုံးတယောက်ကတော့အာဦးအောင်ပြည်စုံဒီချားတွေလည်းရှိသေးတယ်ပေါ့နော်ဒါအရေးကြီးတဲ့သူတွေကျွန်တော်ဆက်ထုတ်ပြီးတော့စစ်ကောင်းဆောင်ရဲ့တားပေါ့လေအာဘုဂျိုကြီးမြောင်းလန်ရဲ့တားပေါ့နော်ဆိုတော့အဲ့ဒါပတ်သက်ပြီးတော့ဒီဒီတန်တမန်နေကြားထဲမှာပြောတဲ့စကားကတော့တရုတ်နိုင်ငံလိုအရန် corrupt ဖြစ်တဲ့အာနိုင်ငံရေးသမားတွေရှိတယ်အစိုးရဝန်ထမ်းတွေရှိတယ်လူကြီးတွေရှိတယ် တို့အစိုးရတော်မှာအဲ့လိုပေါ်ပေါ်တင်တင်သူ့ရဲ့သားရဲ့တမီးတွေကိုလူခီးစီမှာခေါ်ပြီးတော့စီပွားရေးလောက်ခိုင်းတာစီပွားရေးတောင်းကျမ်းတာမျိုးမရှိဘူးဆိုပြီးတော့အသက်ထွက်လာတယ်ကျွန်တော်တွေ့ရတယ်။အဲ့တော့ဥအောင်ပြည်စုံလည်းရှစ်ကုတို့ကြောင့်ပေါ့နော်ခရိုနီတထေးကြီးဖြစ်သွားတယ်။သူ့ရဲ့လုပ်ငန်းတွေကြည့်မယ်ဆိုရင်လည်းလေယာလျက်စစ်စတဲ့ဆိုလာစနစ်စတဲ့လုပ်ငန်းတွေလည်းပါတာဖြစ်တာပေါ့နော်။ဆိုတော့အဲ့ဒီမှာတော့ခုနပြောတဲ့မျက်နှာသစ်တွေထဲမှာတော့ဥအောင်ပြည်စုံပါဝင်ဦးဇေယသူရမွန်ပြီးတော့ဥအောင်မျိုးမင်းတင် ူက tourism sector နဲ့ပတ်သက်ပြီးချမ်းသာကြောက်ရခဲ့တဲ့သူနောက်ပြီးတော့ဘုရားကြီးမင်းအောင်နိုင်ရဲ့သူ့ရဲ့ဇနီးဒေါ်ချီချူလာတို့နဲ့အရင်ကြီးနေတဲ့အာဘီတာဇူဝင်နေလို့တော့ပြောလို့ရတဲ့သူတွေပေါ့နော်နောက်တစ်ခုကဥအောင်ဇော်ပေါ့ဥအောင်ဇော်ကတော့သူကစိတ်ဝင်စားဖို့ကောင်းတာတော့ tour 24 hour group ပေါ့နော်ဆိုတော့ဒီက24နာရီ group ပေါ့24နာရီအုပ်စုပေါ့အဲ့ဒီဟာရဲ့ chairman ဥက္ကဋ္ဌလည်းဖြစ်တယ်သူကအခြေခံအရန်လုံးနဲ့သူလူကြားထဲမှာတိတ်ပြီးလူလုံးပြရတဲ့သူမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့သိထားကြတယ်။အဲအဓိကအချက်ကသူက MAN ရဲ့တေချောင်းပိုင်ရှင်ဖြစ်တယ်။ MAN ကိုလည်း အစိုးရပိုင်းနိုင်ငံတော်ပိုင်းဖြစ်တဲ့ MN တွေကိုပြန်ကြည့်မယ်ဆိုရင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကသူစီးရသိမ်းမတွေ့ရအောင်သူအမေရိကန်ကိုပဲစီးရတွေ့ရအောင်လွန်ခဲ့တဲ့10ရက်ကိုပြန်ကြည့်မယ်ဆိုဒါကလည်းသူတို့မြောက်ခဲ့ထူးခြားတဲ့နိကမှုပြတဲ့လူယူဆလို့ရပါတယ်အဲ့တော့ဥအောင်ဆိုတော့အစားအသောက်လုပ်ငန်းတွေစားသုံးစည်းလုပ်ငန်းတွေပြီးတော့တက်ထွတ်ရင်းလုပ်ငန်းဟိုတယ်လုပ်ငန်းပြည်လက်မြေလုပ်ငန်းပြီးတော့စိုက်ပျိုးရေးလုပ်ငန်းအဲ့မှာထူးခြားတာတစ်ခုရှိတယ်ဘာလဲဆိုလင်းစီတင်သွင်းတဲ့လုပ်ငန်း ဆိုတော့လင်းစီတင်းတဲ့လုပ်ငန်းကို24 hour အုပ်စုက24 hour group ကလုပ်ပေးတဲ့အတွက်ကြောင့်အခုလက်ရှိစစ်ကောင်စီတိုက်နေတဲ့ပြည်တွင်းစစ်မှာအဓိက supply လုပ်ပေးနေတာကလင်းစီတင်းသွင်းလင်းစီတင်းသွင်းတဲ့ကိစ္စအဲ့ဒီလင်းစီတင်းသွင်းနေဆိုဒီလင်းစီကိုတက်မလို့လေးကိုတင်သွင်းရတာပေါ့နော်အဲ့တော့ဒါကြောင့်လည်းဒီဒီနေ့စစ်လင်းမြန်နေရဟန်းရင်နေရသူတို့ဒီလက်ရှိဖြစ်နေတဲ့စစ်ပွဲတွေမှာ operation တွေမှာဟလာသူတို့ ရှိမပြင်းရှည်ရန်သွားတဲ့နေရာတွေမှာအဓိကအထောက်ကူပြုတယ်အထောက်အဓိကလှုပ်ရှားနိုင်တာပေါ့နော်ဆိုတော့ပုံကျဲတာစစ်တီတွေတိတ်ပို့ဆောင်တာနေအားလုံးကူညီပေးနေတာတော့အဲ24 hour ဆိုတာလို့ပြောလို့ရပါတယ်ဆိုတော့ကျဥအောင်ဆိုအပါဝင်ဒီတခြားစီးပွားရေးလုပ်ငန်းရှင်တွေပေါ့နော်အကြီးစားတွေအလက်စားတွေအစ်စ်တွေအများကြီးပါသွားတာတွေ့ရအဲဆို3လ50လောက်ရှိနိုင်ပါတယ်ဆိုတော့အဓိကတော့ဒီ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 စစ်ကောင်စီနဲ့ဒီရုရှား ရဲ့ဆက်ဆံရေးပို့ပြီးတိုးမြင့်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့် CY လုပ်ငန်းတွေခုနကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပြောခဲ့တဲ့တဝဲ CY စုံကိစ္စတွေပေါ့နော်ဒီကိစ္စတွေတို့အကြည့်ချက်လုပ်မယ်အမျိုးတွေပေါ့အဲဒါကြောင့်ချုပ်ဒီတွေမှာဆိုရင်တော့စာချုပ်တွေမှာဆိုရင်တော့ဘီလီယံဒေါ်လာနဲ့ချီနိုင်တဲ့လုပ်ငန်းတွေပါတယ်လို့ကျွန်တော်တို့အတန်းတော့ကျွန်တော်တို့ကြားပါတယ်ဒါပေမဲ့အဓိကအဲ့ဒီ detail တွေကျွန်တော်တို့မသိသေးဘူးအဲ့လုပ်ငန်းတွေပါတယ်လေပေါ့ဆက်ပြီးတော့ကျွန်တော်တို့စုံစမ်းနိုင်မယ်လို့ထင်ပါတယ် ဆိုတော့အရင်တော့ဆိုရင်ဒီလိုခီးစဉ်မျိုးမှာကျွန်တော်မြင်တွေ့နေကြပုံကိုရှိတယ်သူကတော့ဒီဥတေစာပေါ့လေဒီခီးစဉ်မှာတော့သူ့ကိုကျွန်တော်တို့မတွေ့ရအောင်ဆိုတော့နောက်ဆုတ်သွားတာလားဘယ်လိုလဲတော့မသိဘူးပေါ့လေဒီမှာသူ့ကိုမတွေ့ရတော့တော့ကျွန်တော်သတိထားမိတယ်ဆိုတော့တထေးဥတေစာပေါ့နော် true group true လုပ်ငန်းပိုင်ရှင်ဆိုတော့ဥတေစာကတော့ဒီနာဝတနာဖာလက်ထက်တုန်းကနေပြီးတော့ရုရှားကနေပြီးတော့ ာရဟန်းရင်နဲ့တင်ပို့တယ်ဝယ်ယူပေးရတဲ့ကြားပွဲစားဆိုပြီးတော့တရင်တင်မှာရေးခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့သူကမြန်မာ AVA မြန်မာ AV Export ဆိုတဲ့ company ထောင်ထားတယ်အဲ့ဒီ company ကတဆင့်ကြားခံပြီးတော့ရုရှားကရဟန်းရင်တွေကိုသူကဝယ်ယူရတာပေါ့နော်မြန်မာစစ်တပ်ကဝယ်ယူပေးတာပေါ့ဆိုတော့အဲ့ဒါနဲ့အဲ့ဒါကြောင့်သူရဲ့ရှင့်နေပြီးသားဟလာဒနာအင်ရပို့ပြီးတော့ကြီးထွားလာတယ်သူပြီးတော့ကြွယ်ဝချမ်းသာခဲ့တယ်သူကရန်လည်းစစ်တပ်အတိုင်းဝိုင်းရဖြစ်တယ်ပေါ့နော်ဒါကြောင့်လည်းဥတီစာဆန်ရှင်အထီးခံရတယ်နောက်ပိုင်းတော့သူပျောက်သွားတယ် ဒါပေမဲ့ဒီနောက်ပိုင်းစစ်ကောင်စီတက်လာတဲ့နောက်ပိုင်းမှာတော့ဥဒိစာကိုထုတ်ပြီးတုံတာတယ်ဥဒိစာကလည်းဝင်ပြီးတော့ဒီကိစ္စတွေမှာပါဝင်တာတွေမရှိတော့ဘူးသူလည်းဆေးလိုက်ပြီးတော့ဒီ ary သူမလုပ်တော့ဘူးဆိုတော့ပုံစံမျိုးတပုံမျိုးတက်ရောက်တယ်ပေါ့နော်ဘသူတာသမီတွေလည်း sanction ထဲမှာဒီအာဏာသိမ်းပြီးတော့မှာပါတာမျိုးရှိခဲ့တာ哦ဟုတ်တယ်မလားဆိုတော့ဒီနေရာကိုတော့သူဒီနေရာသူမယူတော့ဘူးလို့တော့ဒီလိုမျိုးတရင်နေကြတာပေါ့ဆိုတော့ဒီနေရာဘသူယူမလဲပေါ့ဆိုတော့ဒီနေရာဘသူယူလဲဆိုရင်တော့လောလောဆယ်မှာတော့ account ထဲကျွန်တော်တို့မတွေ့ရသေးတော့လည်းပဲ တော်တော်စင်မှာတော့စိတ်ကောင်းစီကောင်းဆောင်နဲ့အရင်နေဆုံးဖြစ်တဲ့ဟလာဘောဂျိုကြီးညိုစောကတော်တော်စင်ဒီကိစ္စလက်နက်ဝဲတဲ့ကိစ္စတွေမှာတာဝန်ယူထားတယ်လို့ကျွန်တော်နားလည်ထားပါတယ်။နောက်ထပ်တစ်ခုကစိတ်ဝင်စားစရာတယောက်ရှိတယ်ပေါ့နော်။သူကတော့ဒီခီးစင်မှာပါသွားတဲ့ဘကိုးတိုင်းဝင်ကြီးချုပ်ပေါ့နော်။သူသူလည်းလိုက်ပါသွားတယ်ဆိုပြီးတော့သိရတယ်ပေါ့။ဆိုတော့ဒါစိတ်ဝင်စားစရာတစ်ခုလို့ မြင်မိပါတယ်ဒီပေါ်မှာလည်းသုံးသက်ပါဘာကြောင့်လဲဆိုတော့ဘကူတိုင်းဝင်ရုပ်ပါသွားရဲဆိုတော့ကျွန်တော်တို့နျူကလ িয়ার ကိစ္စတွေပါလာတယ်နျူကလ িয়ার ရီအက်တာစောင့်မယ်ဆိုတဲ့ကိစ္စတွေပါတယ်ပေါ့နော်ဆိုတော့ဟိုအဲ့ဒီနေရာမှာမှစောင့်ပါလားအရင်တော့ပေါင်လုံးစေုပ်ရထားတယ်ဆိုတော့အတန်းနေလဲကျွန်တော်တို့ကြားခဲ့တာပေါ့ဆိုတော့တကယ်ကပြန်လေ့လာကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်နားလဲတာကတော့ဟိုဟိုဟိုကျွန်တော်နားလဲတာကတော့ဘကိုးတိုင်းထဲမှာပြည်တို့စင်တဲ့တို့ပန်းတောင်းတို့စားတဲ့နေရာတွေမှာကပ္ပဆလက်နဲ့ထုတ်တဲ့ဆဲုံတွေရှိပါတယ် ော့အဲ့ဒီနေရာတွေအဲ့ဒီနေရာတွေမှာလက်နဲ့ထုတ်တက်ဆက်ဝင်ရှိတဲ့နေရာမှာရှိတဲ့ဘုန်းကြီးရုပ်ကိုခေါ်သွားတယ်ဆိုရင်တော့လက်နဲ့အယောင်းဝယ်ကိစ္စတွေယူကရိန်းစစ်ပွဲမှာမြန်မာစကားဆတောက်ခံထားတဲ့အတွက်ကြောင့်2023ဇူလိုင်လနေ့ကနေထွက်လာတဲ့တင်းနေရှိတယ်အဲ့ဒီတင်းနေရာတော့တကယ်သူတည်တနာပြုတ်ထားတဲ့ research လုပ်ထားတဲ့တင်းနေပေါ့နော်အဲ့ဒီတင်းနေရာဆိုရင်တော့မြန်မာစစ်တပ်ကနေပြီးတော့အဲ့ကပ္ပဆာကနေပြီးတော့ယူကရိန်းစစ်ပွဲမှာရုရှားတိုက်နေတဲ့စစ်ပွဲအတွက်လက်နက်ကြီးမော်တာကြီးတွေဒုံးကြီးတွေအဲ့ဒါတွေကို ရုရှားပြန်ပြီးဝယ်တယ်ဆိုတဲ့တဲ့နေအဲ2023ဇူလိုင်ရဲ့တဲ့နေပြန်ကြည့်မယ်ဆိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကိုကိုကျော်ခါရောဘာတွေတည်ထားတာရှိလားဆိုတော့ခုနဒီပကိုးတိုင်းထဲမှာတော့ကျွန်တော်လေးလာထားကြည့်တလို့တော့ဟလာဒီကပ္ပစ3ခုရှိတယ်ကပ္ပစဆဲယုံ3ခုရှိတယ်ဗောလေဒီအဲ့ကပ္ပစဆဲယုံ3ခုမှာအမှတ်3ကပ္ပစဆဲယုံရှိတယ်အမှတ်6ရှိတယ်အမှတ်8ရှိတယ်အဲ့ထဲမှာမှာဟလာဒီအမှတ်3ဆဲယုံမှာဆိုလို့ရှိရင်ဒီသူကတော့ဒီ စိန်ပြောင်းစိန်ပြောင်းဘုံတွေလာအမြောက်ကြီးတွေလေရင်ဘုံတွေဒုံးကြီးတွေမြေမြုပ်မိုင်းတွေနဲ့အဒီကယုံနှိမ်နေကြီးတွေလက်ပစ်ဘုံတွေလာဒီစနက်ခွက်တွေကိုထုတ်လုတ်တယ်ပေါ့လေနောက်တစ်ခုကကြတော့ဒီအမှတ်ရှစ်မှာဆိုလို့ရှိရင်လေလာအလက်စားလက်နက်တွေဖြစ်တဲ့ဒီအမြောက်တွေတန့်ကန်းနေနဲ့ဒီလောင်ချာတွေထုတ်တာကိုကျွန်တော်တို့တွေ့ရတယ်ဒီအမှတ်ရှစ်စက်ရုံမှာပေါ့နောက်တစ်ခုကကြတော့အမှတ်6ကပ္ပစစက်ရုံမှာကြတော့ဒီလေရင် ဘုံနေရဲ့ကိုထဲတွေနဲ့ဒီဒီလက်နဲ့ထုတ်လက်နဲ့ကြည်တွေထုတ်တဲ့နေရာမှာအသုံးပြုတဲ့ကြေးပြားတွေဟလာလက်နဲ့ခဲရမ်းတွေထုတ်တဲ့နေရာမှာ သုံးတဲ့ဟလာဒီအထူးတံမဏိတွေကိုထုတ်တယ်ဆိုပြီးတော့ဟုတ်ဒါဆိုရင်ဒါဆိုရင်တော့ကျွန်တော်မြင်လာတာကျွန်တော်အဲ့2023တရင်ပြင်ကြည့်မယ်ဆို120အာ120မှာမှကြည်တွေပေါ့နော်အဲ့ဒါတွေကိုသူတပ်ပုံနေနဲ့ဒါကျွန်တော်တို့တွေ့ရတယ်အဲ့ဒါယူကရိန်းစစ်မြေပြင်မှာတုံးနေတဲ့ဟာတွေပေါ့နော်ဆိုတော့ဒါတွေပြင်တခြား အထူးတံမီးနဲ့အတံမီးနဲ့ထုတ်လုပ်တဲ့တခြားလေရင်ကိုတဲ့ကိစ္စတွေပါတွေအားစရုရှားဘက်ကအကူအညီလိုနေတော့ဘာကြောင့်လဲဆိုတော့ဒီစစ်ပွဲကိုလည်းဟိုဒီစစ်ပွဲကိုလည်းပူတင်ကမရက်ချင်ဘူးသူဖြတ်ပြီးတိုက်မယ်ဆိုတာမနေ့ရက်မနေ့ရက်အထက်ပြောတာမျိုးတွေကျွန်တော်တို့ရှိပါတယ်ယူကရိန်းစစ်ပွဲကိုဆက်တိုက်မယ်ဆိုတာသူကသူနေဆက်ကိုတွားပြီးပြောခဲ့တာရှိပါတယ်ဆိုနေဆက်ကိုဖျက်ချော်ပြီးပြောခဲ့တာရှိပါတယ်ဆိုတော့အာဆိုတော့နားလေတာကတော့အခုရုရှားကအဓိကလိုအပ်နေတဲ့ ဆက်လက်နေပစ္စည်းပေါ့နော်အခုမော်ဒန်ကြီးလို့ဟာမျိုးတခြားလိုအပ်မဲ့ဟာတွေကိုရုရှားပညာရှင်တွေအတတ်ပညာရှင်တွေ grant လာပြီးတော့တို့လိုချင်တဲ့ scale ကတို့လိုချင်တဲ့ပုံစံအတိုင်းတို့စီမီပြည်မှာလိုအပ်ချက်တိုင်းထုတ်လုပ်ပေးနေတဲ့အလုပ်တစ်ခုလို့ကျွန်တော်ကတော့နားလည်ထားတယ်အဲ့ဒီအလုပ်ကလည်းဝယ်တဲ့အဲ့2023ကနေစပြီးဒီနေ့ထိဝယ်တဲ့ ရုရှားနေပြန်ဝယ်တာပေါ့နော်ပြန်ဝယ်တဲ့ဒီတန်ဖိုးကို budget ကိုကျွန်တော်တို့မသိရတော့လဲပဲရေရှည်မှာတော့ဒါဘီလီယံနဲ့ချီတယ်ဘီလီယံဒေါ်လာနဲ့ချီတယ်လက်နက်အကြောင်းဝယ်လုပ်ငန်းတစ်ခုဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်ဒီကပ္ပစက်ကိစ္စကိုပြောနေတဲ့အချိန်မှာပဲကျွန်တော်တို့သတိပြုရမယ့်ကိစ္စတစ်ခုပေါ့နော်အဲ့ဒီရုရှားခီးစင်မှာအဲ့အကတနီးပညာများကိုငင်းချမ်းစွာသူကအတုံးချရေးဆိုတော့လက်မှတ်ထိုးခဲ့တဲ့ကိစ္စအဲ့ဒါကိုမြန်မာအရေးဆောင်ကြည့်တဲ့ဒီ Australia Defense Analyst ပေါ့နော် Andrew Seal ကနေပြီးဒီဘက်မှာပဲရေးတဲ့ ဆောင်းပါးတစ်ခုရှိအဲ့ဒါဘာပါလဲဆိုတော့ဘာပြောထားလဲဆိုတော့ဟိုအခုဒီခုနပြောတဲ့အာဂတနီးပညာဆိုတာအဓိကပြောချင်တာက satellite image ကိုပြောတာရုပ်တပုံတွေကို share လုပ်ကိစ္စပေါ့သူသူသူတပြင်းတော့ဟာရာသီဥတုကိစ္စတို့ဘုံတိုင်းကျူရင်ခံမှန်းတဲ့ကိစ္စတို့ဒီကိစ္စတွေမှာဒီအာဂတနီးပညာကိုငြင်းညမ်းစွာအသုံးချမနေ့နေ့စာအသုံးပါလားကျွန်တော်မြင်တာကတော့အဲ့လိုမဟုတ်ဘဲနဲ့အခုစစ်ကောင်စီအခုဖြစ်နေတဲ့ပြည်တွင်းစမှာ ဒီ satellite စစ်စင်ရေးတွေမှာဒီ satellite image တွေပေါ့နော်ကိုဒီ pressure ကနေအခု share နေတယ်ဆိုတော့ intelligence တွေပေါ့ဒုက္ခတွေပုံအောင်နေတဲ့နေရာတွေအဲဟလာ TOER တရှိတဲ့နေရာတွေအာပြီးတော့အဲစစ်ကောင်စီစစ်ကောင်စီတပ်တွေကောင်းကောင်းနှောက်ယှက်နေတယ်အခုချိန်မှာရှိနေ PDF တွေဟလာပုံအောင်နေတဲ့နေရာတွေလက်နက်ပြင်ဆင်နေတဲ့နေရာတွေအဲ့လိုဟာမျိုးတွေကိစ္စတွေမှာတော့ကျွန်တော်ထင်တယ်အာအဲ့လိုကိစ္စတွေပြအဓိကလို့ကျွန်တော်တော့ထင်တယ်။ဧကတာနီးပညာကိုညဉ့်ဉန်းစွာအသုံးချရင်မဟုတ်ဘဲနဲ့ ဒီ satellite image နဲ့ဒီပြည်တွင်းစစ်မှာသူတို့ဘက်ကစစ်ကောင်စီဘက်ကအသာအသာရရေးအတွက်ကိစ္စလို့ကျွန်တော်တို့အလို့ပဲထင်တယ်။ဟုတ်ကဲ့ဒီမှာဘာတွားတွေ့ရလဲဆိုတော့ဒီ2021စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာခရိုနီကြီးတွေပေါ့ you know ခရိုနီအဟောင်းတွေကစစ်ကောင်းဆောင်နဲ့တွဲထွက်မှာစိုးရင်ကြပုံရတယ်တော်တော်များများသူ့ကိုရှောင်ကြတာပေါ့နော်ဒီဘူးဒီပုတ်နဲ့ပေါင်းလိုက်ရင်ပုတ်သွားမှာဆိုတဲ့သဘောမျိုးပေါ့လေဆိုတော့ဒီနေရာမှာအခု ထွက်လာတဲ့ခရိုနီလက်တစ်တွေကတော့ရှေ့တန်းကိုတော်တော်လေးရောက်လာတာတွေ့ရတယ်အထူးသဖြင့်တော့စစ်လက်နဲ့ပစ္စည်းတွေလားဒီစစ်တပ်နဲ့အဓိကပေါင်းလုပ်ရတဲ့ကိစ္စတွေမှာတော်တော်လေးထွက်လာကြတာကိုကျွန်တော်တို့သတိထားမိတယ်ဒါလည်းသတိထားစရာအချက်တစ်ခုလို့ဖြစ်မှတင်ပါဆိုတော့ခရိုနီဟောင်းနဲ့ခရိုနီသစ်ပေါ့ဗျခရိုနီဟောင်းညပြောမယ်ဆိုရင်တော့အဥတေဇာတို့ဥထုမြင့်နိုင်တို့ဥအောင်ကိုဝင်းတို့အဥဝင်းအောင်တို့တကုံဝင်းအောင်တကုံဝင်းအောင်ပြောတာ တကုံဝင်းအောင်တို့နောက်ပြီးတော့ဦးချစ်ခိုင်ဦးတော်ထောင်းတန်းရောက်နေပြီဦးနဲ့ search ပန်းလို့ရှိတယ်ဦးလက်တို့လက်ထောင်းတန်းရောက်နေတယ်ပြီးတော့ဦးစစောတို့အာတို့တွေရှိတော့ပေါ့အဲ့ခရိုနီအများစုကတော့အခုချိန်မှာအဲစစ်ကောင်စီခေါင်းဆောင်နဲ့တွဲထွက်မှာပေါ့တပ်ပုံရိုက်ခံမှာအတော်ကြောက်နေကြတဲ့သူတွေပေါ့နော်အခြေတန်းကအတော်လုံးလုံးအခြေတန်းလုံးလုံးနဲ့နေတဲ့သူတွေဖြစ်သွားကြပြီပေါ့နော်အဲ့ကြားထဲမှာမှဒီကြားထဲမှာမှာအဲ့ခရိုနီအလက်အဲ့ဒီအခက်ကခရိုနီအလက်လို့ပြောလို့ရဥဇော်ဝင်းရှင် နော်ဥဆောင်ဝင်းရှင်ကတော့လောလောဆယ်မှာတော့ဒီနေ့ခီးစင်မှာပါမသွားတော့လဲပဲစစ်ကောင်စီခေါင်းဆောင်နဲ့အနည်းဆုံးနဲ့မျက်စိမျက်မျက်စိအကြဆုံးတိုက်ကွန်းတယောက်ချင်းတူရင်းမှာလည်းအတော်ကိုချမ်းသာကျွဲပေါ်လာတဲ့သူတယောက်လို့တော့ညင်ကြတာပေါ့နော်အဲ့ကြားထဲမှာပဲကျွန်တော်တို့ AR ရာလည်း2021အနာသိသိမ့်ပြီးတဲ့ channel စာပြီးဒီနေ့ဒီချိန်ကြီးကျွန်တော်တို့ပြုစုခဲ့တဲ့ဟလာဒီလက်နက်ပွဲစားတွေအကြောင်းတွေဟိုမှာ Ukraine တို့ Belarus တို့ Russia တို့ တရုတ်တို့အဲ့နေရာတွေကနေပြီးတော့ဆင်းလက်နက်ပစ္စည်းဝယ်တဲ့ကိစ္စတွေ drone ဝယ်တဲ့ကိစ္စတွေလက်နက်ကြီးလက်နက်ငယ်ဝယ်တဲ့ကိစ္စတွေရဟန်းရင်ဝယ်တဲ့ကိစ္စတွေဒါမျိုးထောက်လိုင်းပစ္စည်းကိရိယာဝယ်တဲ့ကိစ္စတွေပေါ့ဒါတွေအများစုလည်းကျွန်တော်တို့ကအဲရေးသားခဲ့ပြီးသားဖြစ်ပါတယ်ဆိုတော့ဟိုအခုခရိုနီအစ်စ်တရတော့မျက်နှာအစ်စ်တွေပေါ့ဗျာခုနကျွန်တော်တို့ဘာမှပြောသွားတာအဲမှာအဲ့ကျန်တဲ့အစ်စ်တွေကဘာတွေလဲဆိုတော့လောလောဆယ်တော့စစ်ကောင်စီနဲ့အတူဂျိုးစီဘလုပ်နေတဲ့သူဒါပြင်ရေးကြည့်တာတော့အရေးကြီးတာပါလဲစစ်ကောင်စီရက်ကြီးတွေပြောပြီး ောက်တိုင်းနေဖြစ်လာတယ်ဒိုနီလက်တက်တွေလို့ကျွန်တော်ပြောလို့ရပါတယ်ဟုတ်ကဲ့ပေါ်တော့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဆော့ဝဲပြန်ရေးရတော့မယ်ကျွန်တော်ကဆော့ဝဲပြန်ရေးတော့ကျွန်တော်စဉ်းစားနေချင်းနေချင်းနေတိတ်မကောင်းဘူးဒါလေးသွားလို့လို့ရွာသားကြီးလားကြံသားရသားကြီးဒါလေးတို့ရွာသားကြီးတို့ဒါပေမဲ့နောက်တစ်ခုနောက်နေ့ကျတော့ကျွန်တော် software နဲ့မှာပြော software ပြက် software software ပြက် ဘာကပြန်ကြီးရမယ်ဆိုရင်ဒါမှ hardware ကပြန်ပြန်လာကြီး software တွေ hardware တွေကုန်ပြတ်နော်တော့မတော့မတွက်မီနဲ့ဒီမှာ software ပြတ်ခြင်း software ပြတ်ဘယ်လိုမှမဟုတ်ဒီလူတွေနဲ့တော့အဲ့ဒီလူတွေနဲ့ဘယ်လိုရှေ့ဆက်ဆန်းသွားကြအဲ့အဲ့ဒီအဲ့ဒီအဲ့ဒီအဲ့လူတွေနဲ့ပါသွားတဲ့ကိုကြီးတွေကသူတွေရော software တွေပြတ်ပြီးပြန်လာတာဘယ်လိုလဲအကုန်လုံးလဲ software ပြတ်တယ်တွက်မီနဲ့တွေ့ပြီးတွက်နေပြစ်ကုန်တာ 有的几公里，长的几公里了。